ဟယ်လိုအားလုံးပဲမိင်္ဂလာပါဘူပေါ်မန်ချန်ကနေကြိုဆိုပါရစေစပါးကတော့အိမ်ကွင်းမှာဘုံမောင်းကို29ဂိုးမရှိဆိုတဲ့ရလနဲ့ sorry ပါ29 29စီတရေကြရတယ်ပေါ့နော်ဘုံမောင်းရဲ့ဘက်ကဥဆောင်ကိုဒီအမှန်ကန်တွင်းပြီးတော့စပါးဘက်ကနောက်ကနေ29စရုံးသူတို့လိုက်ကစားခဲ့ရတာဒီဘက်မှာစပါးဘက်နဲ့ပတ်သက်လို့ပြောစရာလိုတဲ့အချက်တွေကျွန်တော်အများကြီးပဲပေါ့နော်ဘုံမောင်းဘက်ကကျွန်တော်စပြောရင်ဘုံမောင်းကပြတကယ်ကောင်းတဲ့ performance တွေပြပြီးမှတူးတူးတရေကြသွားတာတော်တော်နှမျောစရာပါ တသိန်းလုံးနီးပါးကောင်းနေတဲ့အချိန်ကြီးကနေဂိုးသမားကပါရဲ့ပေါ်ဆမှုတွေပေါ့နော်လိုအပ်ချက်ရှိမှုတွေကအတင်းရဲ့ရလက်တွေကိုကျွန်တော်ထိခိုက်သွားတာဆိုတော့ဒီဘုံမောက်ကတံပြန်ဒီမှာဆိုလို့ရင်တော်တော်ကိုအန်ဒီရဲ့မြတာထူးသဖြင့်လူစုံတက်ဆုံပုံစံမျိုးနဲ့ရှိနေတဲ့စပါက high defense line ပို့ပြီးတော့ကစားနေတဲ့အချိန်မှာဒီဘုံမောက်ရဲ့တံပြန်ဒီကတော်တော်ကိုထိရောက်မှုတွေကျွန်တော်ရှိခဲ့တယ်အဲ့ဒီကနေတစင်တကယ်ကောင်းတဲ့ဂိုးတွေလည်းကျွန်တော်ရခဲ့တာပါပဲဒါပေမဲ့လို့ပေါ့နော်ဘုံမောက်ကဂူးသမားရဲ့အမှားတွေကဒီပွဲမှာသူတို့အတွက်တိုင်းပတ်သွားစီတာ အလုံးပိုင်ဆိုင်မှုအသာစည်းလောက်ကလွင်ရင်စပါးဟာဘုံမောက်ထက်ပို့ပြီးတော့တောင်းဘာမှလုံနိုင်ခြင်းကျွန်တော်မရှိဘူးဘုံမောက်ကဒီဘက်မှာဂိုးပေါက်ကွန်သူမှု16ကြိမ်နေပါလိမ့်ရှိတာ7ကြိမ်ဂိုးပေါက်တက်ပြီးတော့2ဂိုးသူရတယ်ဒီနေရာမှာဂိုးသမားဗီကာရီကိုကာကွယ်သွားလို့ကန်ကောင်းသွားတဲ့အလုံးနဲ့ကျွန်တော်မနေဘူးဗျနော်ဒီနေရာမှာဗါလဲဒီထရဗနီယာရဲ့ twin ကတော့ဗျာ twin ကိုဆိုတာတည်းမင်းဖြတ်တင်ဘွားကိုပို့ပြီးတော့လှတာမိုင်လိုကာကက်စ်ဖြတ်တင်ပြီးလိုက်တဲ့အလုံးကအဝေးကြီးဝဲ နော်ပြီးလို့ရှိရင်ကျွန်တော်ကဝဲပြီးတော့ကိုကြလာတာအဲ့လုံးကိုကွက်တီးပိတ်သွားတာတတော်ကိုကောင်းတဲ့ဂိုးပါအဲ့ဂိုးထက်ဖန်တီးမှုကတတော်ကိုကောင်းတာမေလိုကာကက်စင်ရဲ့ဒီစပားရဲ့ပေါ့နော်ပက်ထရူပူပူတောင်မန်ကစားမကူပေးဘူးပူရူတောင်မန်ကစားမကူပေးဘူးကျူးပန်းတာ ဒီကျွန်တော်တို့ဒီကားကက်ဖြက်လူသွားပြီးတော့ရောက်ဆွဲလာတာအဲ့တောင်မှလည်းချက်ပြီးရင်ဖြစ်တင်ပို့ပေးလိုက်တယ်အဝေးပဲတော်တော်ကောင်းတာအဲ့လုံကနေပိတ်သွားတာတော်တော်ကိုလှတယ်ပေါ့နော် Evanelson ရဲ့ဂိုးမှဆိုလို့ရှိရင်လည်းပဲကျွန်တော်ဒါဂိုးသမားကိုဒါကျွန်တော်ခါတော့ဝက်ကျွန်တော်ကန်သွားတာတော်တော်ကောင်းပါတယ် Vicario ကတုံတန်ကိုဂိုးသွင်းဖို့လွယ်တဲ့ဂိုးသမားတွေမှာမပါပါဘူးဒီပွဲမှာလည်းကာကွယ်မှုတွေအများကြီးလုပ်ခဲ့တယ် ိုင်မဲ့လို့အဲ့လိုလုံနေတော့သူမဖမ်းနိုင်ခဲ့ဘူးပေါ့နော်ဘုံမဘဝမှာဆိုလို့ရှိရင်တော့ခုနကပြောတဲ့ Carcass 2တော်တော်လေးကောင်းနေကျွန်တော် Justin Kluivert တို့ဘာလို့တော်တော်လေးအဆင်ပြေတယ်ကွင်းလေက Adam တို့ Christy တို့ဆိုလို့ရှိရင်လည်းတော်တော်ကောင်းနေတယ်မှာကျွန်တော်ပါတယ်ပေါ့နော်ဆိုတော့ဒါကလည်းရှိဘုံမောင်းနေပတ်တယ်လို့ပေါ့ဗျာ ဘုံမော်ဟာဒီပွဲမှာနိုင်ကိုနိုင်ခဲ့ရမှာအနိုင်ရလည်းမရခဲ့တာကသူတို့အတွက်ရှင်းနာစရာပါဒုတိယပြင်တော့အကယ်လို့ဒီပွဲသာအနိုင်ရခဲ့မယ်ဆိုလို့ရှိရင်အဆင့်6ဒီပါရီနဲ့သူတို့သာတူနိုင်မှာဗျာဒါအပြင်တော်4နဲ့လည်းအလောက်ကြီးဒီအလံမဝေတော့တဲ့အခြေအနေမျိုးတွေကိုသူတို့ဖန်တီးနိုင်မှာသူတို့ခါကြတော့အနိုင်၃မှတ်မရခဲ့ဘူးတတော်ကိုနစ်နာခဲ့ရတယ်လို့ကျွန်တော်ပြောရမယ်အရာရာပို့ပြီးတော့ထိရောက်အောင်ကစားနိုင်ခဲ့တဲ့အသင်းဖြစ်တဲ့ရဲ့နဲ့တရေတမှတ်နဲ့သူတို့သာချိန်နှက်ခဲ့ရလို့ပဲစပါးပါးကကျွန်တော်ကြည့်ရင် စပားကဒီပွဲမှာဘောလုံးပိုင်ဆိုင်မှုတွေအသာစီးရတဲ့ထုံးစံတိုင်းပေါ့ဗျာစပားဆိုတာကဘောလုံးပိုင်ဆိုင်မှုအများကြီးအသာစီးနဲ့ highlight ကစားတဲ့အသင်မျိုးဆိုတော့ဒါအပြင်ပေါ့နော်ကိုပေါ့ကန်တင်မှုကလည်းသူတို့ဒီပွဲမှာဘုံမောက်တော့မလုံနိုင်ခဲ့ဘူး၁၂ချိန်ပဲကျွန်တော်ရှိတယ်ဘုံမောက်က၁၈ချိန်ရှိတဲ့အချိန်မှာဒီကောင်တွေကိုပေါ့တက်တာ၄ချိန်ပဲရှိတယ် penalty တကူနဲ့နော်သူတို့ဒါတူးတူးတည်ကြီးကြသွားတာဆိုတော့ဒီပွဲမှာကျွန်တော်နောက်တက်မှာဆိုလို့ရှိရင်ဒါ Christian Romero ပြန်ပါတယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်ဒါဒီဗာလဲဒီ Udogi ကျွန်တော်ပြန်ပါတယ် နောက်ပြီးလို့ရှိရင်ပက်ထရိုပိုလိုကိုလူသားရေးပိုင်းလဲတယ်ပေါ့ဗျာကုသမကတော့ဗီကာရီကိုပေါ့ဆိုတော့ဒီကူလူဆက်စကီတို့ဘာလို့အင်ဂျူရီပြဿနာတွေရနေတဲ့အချိန်မှာတိုက်စစ်ကလည်းဆူလန်ကီပြန်ပါတယ်ကျွန်တော်ဟိုတနေ့ကပွဲမှာဆူလန်ကီယူရိုပါလိမ့်မှာပေါ့အေဇက်အကေမာနဲ့ပွဲမှာအင်ဂျူရီပြဿနာရတော့လို့ဒီပွဲမပါဘူးထင်တာသူပါတယ်ဆိုတော့ဒီပွဲတော်တော်သဘောကျခဲ့တာဆိုတော့ဘယ်ချမ်းမှာကစားကြတဲ့အိုတိုဘတ်နဲ့ကုသမဗီကာရီကိုပဲရှိတာကုသမဗီကာရီကသူကိုယ်တိုင်အမှားမလုပ်ပေမဲ့လေလို့ပေါ့နော် ဟိုပြေခန်စစ်တွေမှားတဲ့အမှားတွေကိုသူအများကြီးကာကွယ်သွားတာဒီပွဲဆိုလို့ရှိရင်ဒါဘုံမောက်တိုက်စစ်လိုအပ်ချက်တွေလည်းများတာမှန်ပြီမဲ့လို့ဗီကာရီယိုရဲ့ကာကွယ်မှုတွေကတော်တော်လေးကိုကောင်းနေတယ်မှာပါတယ်ပေါ့နော်ခရစ်စတန်ရိုမေရိုကတော့အင်ဂျူရီပြဿနာကိုကာလာရှိရင်ဆိုင်ခဲ့ရပြည့်တဲ့နောက်ပိုင်းပြန်ကစားတဲ့အခါမှာတော်တော်ကိုလိုအပ်ချက်တွေများတယ်ဒီပွဲမှာဆိုလို့ရှိရင်တော်တော်လေးကိုမှားပါတယ်နော်ခရစ်စတန်ရိုမေရိုတော်တော်လေးကိုမှားပါတယ်ဆိုတော့ ပွဲကို rhythm ပြန်မိဖို့အတွက်ဖြည်းဖြည်းချင်းအချိန်ယူပြီးတော့ကစားမယ့်ပုံစံမျိုးတွေပါတွေ့နေရတယ်။ဒီနေရာမှာကျွန်တော်ကတော့ဆွန်ဟောင်မင်ဆိုတာထက်ပေါ့နော်။အနည်းပြဒီဘယ်လိုပြောမလုံးဒီပါလဲ NG positive ကိုဂလူအနေနဲ့တော့လာမယ့်ပွဲတွေမှာ Autobot ကိုကျွန်တော်တို့ဒါတောင်းမှန်းမှာပို့ပြီးတော့အများကြီးသုံးသိနေလို့ကျွန်တော်ထင်တယ်။ဒီကစားမလေးကတယောက်ချင်းကြော်ဖြတ်မှုတွေပါတယ်တော်တော်ကိုကောင်းတာပါ။ဒုတိယပိုင်းမှာ medicine တို့ဆွန်ဟောင်မင်တို့ lucas fiveway တို့เนาะပြီးလို့ရှိရင်အကုန်ဝင်လာပြီးတော့နောက်တန်းမှာလည်း mickey van die ban မှာဝင်လာတာ နော်မတီးစတဲတို့ဘာလို့ကိုတော့သူသုံးမသွားဘူးနော်ဆိုတော့ဘန်ဒီဘန်ဒီဘာတွေပဲကျွန်တော်ဝင်လာရတာဆိုတော့လူကစုံနေပြီစပါးမှာလူစုံနေပြီနောက်တန်းရောနော်ဆိုတော့နောက်တန်းဆို၄ယောက်စလုံးပြန်ပါနိုင်နေပြီဒါပေမဲ့လို့ပါလာဂါဇဆိုတဲ့ခါကျတော့ injury ပြဿနာကြောင့်ဘောနော်အချာကြီးကာလာနေနားထားရတယ်ဆိုတော့ဖြည်းဖြည်းချင်းနဲ့သူသွားနေတာဆိုတော့ဒါကြောင့်ဘောနော်ကျွန်တော်ကဒီပွဲမှာဆိုလို့ရှိရင်အာဒီ Vicario နဲ့ Autobot ကအကောင်းဆုံးလို့ကျွန်တော်ထင်တယ်နောက်တစ်ခုက Bizuma Bizuma ကဒီပွဲတော်တော်ကိုမှားတယ် Bizuma လည်းเนาะတော်တော်ကံကောင်းတာ တော့သူကြောင့်ကျွန်တော်ဒါဂိုးရီပါတွေပေးရမလို့ဖြစ်တာစပါတ်ဒရက်တော်ကန်ကောင်းခဲ့တယ်ဆိုတော့အဲညစ်စနစ်ပိုင်းတွေပါတွေကအများကြီးပြောစရာမဟုတ်ပေမဲ့ကစားမားတွေရဲ့တူချင်းအမှားတွေကတော်တော်ကို cost ကြီးမာသွားတာပဲအပိုင်ခွင့်ရေးတွေကအများကြီးမဖန်တီးနိုင်ပါဘူးဆိုမှအဂိုးရီကဂိုးရီပေးရဖို့အတွက် chance တွေကလည်းတစ်ချောက်ပေးရတာဗျာတံပြန်တိုင်းကိုထူးသဖြင့်ဒီသူကအစွန်ကစားမားတွေပေါ့နော်အစွန်ခန်းစစ်ကစားမားတွေကတိုက်စစ်ကိုတအားလိုက်ပါတယ်ဆိုတော့အဲ့ဒီနောက်နောက်နေရာမှာလွတ်လာတဲ့ space တွေကိုဘုံမောက်ကအတုံးချတာ ဒီညမှာပါပီစာရဲ့ဖြတ်တင်ဖို့လိုလိုဘာလိုလိုလုံးကိုကျွန်တော်ကကီပါမဖမ်းနိုင်ခဲ့ဘူး။အဲ့မှာတကူပေးလိုက်ရပြီးတော့ဒုတိယဆွန်ဟောင်းမင်းရဲ့အလုံးကိုပင်နေဒီကိုလည်းသူပဲပေးရတာဆွန်ဟောင်းမင်းကြောက်မရခဲ့တာပဲ။အဲ့ဒီလုံးလည်းကီပါအနေနဲ့ပေါ့နော်ဆွန်ဟောင်းမင်းဘလူးမန်ဘောလုံးကိုခြေထောက်နဲ့ထိုးပြီးတော့ပင်နေဒီယူတော့မယ်ဆိုတော့တိနေရဲ့ကြင်ကြီးကိုသူလုံးဝဖောင်းတာ။တတော်ကိုအုံတော့မရှိတာဗါဒါကြောင့်ဘုံဘောကတသိန်းလုံးကောင်းပြီးတော့ကီပါအတွက်နဲ့ပဲတိုင်ပတ်ခဲ့ရတယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ညီကတို့အနေနဲ့ဘလူးမင်းညလည်းဆိုဒီပွဲနဲ့ပတ်သက်ပြီးတော့စပါးကတော့ ဒါကျွန်တော်တို့ဒါနိုင်ပွဲတွေရောက်ကြိုးပမ်းမဲ့အနေထားမှာအနိုင်မယူနိုင်ခဲ့ဘူးပေါ့နော်။အမေလောဒီမှာတို့အဆင့်73နေပါတယ်ကျွန်တော်ရောက်လာခဲ့ပြီပေါ့ဗျာ။ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။